မင်္ဂလာပါခင်ဗျာဒီခါတော့ကျွန်တော်တို့အနေနဲ့ဂျော့ရှွာဘန်နဲ့ပန်ဒိုဂျာတို့ပွဲအကြောင်းပြောကြည့်ရအောင်ပါကျွန်တော်တို့ပြိသက်တွေကတော့ကျွန်တော်တို့ fighter လေးကိုချန်ပီယံဖြစ်စေခြင်းညားတယ်ဒီပွဲမှာမနိုင်မှလည်းစိုးရိမ်နေကြတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုပုံစံမျိုးအတော်ကြီးကိုဖြစ်မိပါတယ်သို့တော်လည်းပဲတေချာပြန်ပြီးစစ်စစ်တွေးကြည့်လိုက်မယ်ဆိုရင်လက်ရှိချန်ပီယံကပ်စိန်ခေါ်ခွင့်ရတာနဲ့တယ်အတော်ကြီးကိုလွန်းလွန်းနေပါပြီ။ တနည်းအားဖြင့်စဉ်းစားကြည့်မယ်ဆိုရင်မြန်မာပြည်ကနေမွေးဖွားလာတဲ့လူငယ်ဖိုက်တာတယောက်ကမ္ဘာကျော် promotion UFC လို့နေရာမျိုးမှာချန်ပီယံကပတ်စိန်ခေါ်ခွင့်ရတဲ့ဆိုတဲ့ကိစ္စနဲ့တည်းအတော်ကြီးကိုကြီးကျယ်ခံလာလွန်းနေပါပြီ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပတ်ဝန်းကျင်ကနိုင်ငံတွေကိုပဲကြည့်လိုက်ပါ။နိုင်ငံတွေအကုန်လုံးကကျွန်တော်တို့ထပ်ပိုးပြီးတိုးတက်ကြတယ်။နိုင်ငံရေးပိုင်းလည်းတည်ငြိမ်ကြတယ်။အမြင်တွေလည်းကျကြတယ်။အဲ့လိုနိုင်ငံကဖိုက်တာတွေတောင်း UFC လို့နေရာမျိုးမှာကျင်လည်နိုင်တာမဟုတ်ပါဘူး။ ဟိုးပြီးခဲ့တဲ့ရက်ပိုင်းတွင်းတုန်းကဆိုရင်တီယထန်ကိုအနိုင်ယူပြီးနောက် UFC ကိုရောက်ရှိလာတဲ့ဒီဗီယက်နမ်ကဖိုက်တာကွမ်လီဆိုရင် UFC မှာရှုံးမွေးတွေများလို့မှု promotion နဲ့လက်တွဲဖြုတ်လိုက်ပြီးပါပြီအလိုအလိုတော့အကြောင်းရင်းတွေကြောင့်ဒီကိုနဲ့အင်ဒီနာချက်နိုင်ငံကဖိုက်တာတွေတောင်းဒီ promotion မှာကျင်လဲဖို့ခက်ခဲတဲ့နေရာမျိုးမှာကျွန်တော်တို့ဖိုက်တာလေးကတော့ချန်ပီယံကပ်စင်ခေါ်ခွင့်ရထားပြီးပါပြီရထားတာမှတော်ယုံတန်ယုံချန်ပီယံကပ်စင်ခေါ်ခွင့်မျိုးမဟုတ်ပါဘူး အသက်24နှစ်ဝင်းကျင်လေးနဲ့တင်ချန်ပီယံကပတ်စိန်ခေါ်ခွင့်ရတာပြည်သက်တွေတွေးကြည့်မယ်ဆိုရင်ကျွန်တော်မြန်မာပြည်မှာ UFC ဆိုတဲ့ပွဲစဉ်တွေစပြီးရေပန်းစားလာပြီးနောက်ပိုင်း Joshua Pan ရဲ့အရွယ်မျိုးနဲ့ချန်ပီယံကပတ်စိန်ခေါ်ခွင့်ရတယ်ဆိုတာ လုံးဝကိုမကြားမိခဲ့ဘူးပါဘူးလက်ရှိချက်မြင့်ဖြစ်ထားတဲ့သူတွေကိုကြည့်လိုက်မယ်ဆိုရင်အီလီယာတိုဘူရီယာဆိုရင်လည်း28နှစ်ဝန်းကျင်လောက်နဲ့ချက်မြင့်ဖြစ်တယ်ဟိုးပြီးခဲ့တဲ့မကြာသေးခင်ကမှချက်မြင့်ကပတ်ပြုတ်သွားတဲ့ဂျက်မက်ရာလီနာတို့ဆိုရင်လည်း28ဝန်းကျင်လောက်မှချက်မြင့်ဖြစ်တယ်ကျွန်တော်တို့ဖိုက်တာလေးကတော့အခု24နှစ်ဝန်းကျင်မဲ့ရှိသေးသည့်တိုင်အောင်ချက်မြင့်ကပတ်စိန်ခေါ်ခွင့်ရနေပါပြီတွေးကြည့်လိုက်ရင်အဲ့ဒီတစ်ချက်နဲ့တည်းအတော်ကြီးကိုဂုံယူဖို့ကောင်းလွန်ပါတယ် ဒီနေ့မှအာရှကနေမွေးဖွားလာခဲ့တဲ့ fighter တွေကနေ UFC ချန်ပီယံခပ်စိန်ခေါ်ခွင့်ရခဲ့တဲ့သူတွေအကြောင်းကိုလည်းပြောကြည့်ခြင်းသေးပါတယ်။ online ဆိုင်ရဲ့ပြိုင်ပဟောင်းကြီးဖြစ်တဲ့ Yushin Ogami ကသူ့ရဲ့ UFC fighter ဘွားတော်ကချန်ပီယံခပ်စိန်ခေါ်ခွင့်တခါရရှိခဲ့ဘူးတဲ့။ မိခဲ့တဲ့ဘက်ကမှ UFC ကိုပြန်ပြီးတကြောပြန်ပြန်ရောက်လာတဲ့ KOG ဆိုရင်လည်းပထမအကြိမ် UFC နဲ့လက်တွဲတုန်းကချန်ပီယံကပ်စင်ခေါ်ခွင့်ရခဲ့တယ်။အဲ့ဒီတုန်းက Dimitri ရဲ့ Johnson ကိုရှုံးနိုင်ခဲ့တယ်။ဟိုးနောက်ထပ်ဂျပန်က Fighter တစ်ယောက်ဖြစ်တဲ့ Kai Asakura ဆိုရင်လည်း UFC Fighter ဘဝကလကအဖွင့်ပေးမှတင် Pandoja နဲ့တွေ့ခဲ့ဘူးတယ်။နောက်ထပ် Fighter တွေကိုထပ်ပြီးပြောရမယ်ဆိုရင်ကိုရီးယားကနေအနားယူသွားပြီးဖြစ်တဲ့ Korean ဆွန်ဘီဆိုရင်လည်းချန်ပီယံကပ်စင်ခေါ်ခွင့်ရခဲ့တယ်။ အဲ့ဒီတော့ UFC Champion ခွဲစင်ခေါ်ခွင့်ရတဲ့ fighter တွေကိုကြည့်လိုက်မယ်ဆိုရင်တိုးတက်ပြီးနိုင်ငံက fighter တွေကျွန်တော်တို့ထက်အများကြီးအများကြီးကိုအစားပေါင်းများစွာတိုးတက်နေတဲ့နိုင်ငံတွေက fighter တွေပဲများပါတယ်။မြန်မာပြည်လိုဆွေးနွေးမွေးတည်တဲ့နိုင်ငံကထွက်ပေါ်လာတဲ့လူငယ် fighter တယောက်ကဒီလိုပုံစံမျိုးရအောင်လှုပ်ပြထားတယ်ဆိုတော့အတော်ကြီးကိုကျေနပ်မိတာပါ။အသက်အရွယ်အဖြစ်ပြောကြည့်မယ်ဆိုရင် Joshua Ban ကဒီပွဲအနိုင်ရခဲ့ရင်တောင် အသက်ငယ်ဆုံးချန်ပီယံတော့ဖြစ်မှာမဟုတ်ဘူးသို့တော်လည်းပဲဂျွန်းချုံပြီးနောက် UFC တမိုင်းကြောင်တစ်လျှောက်ဒီပွဲကိုတော့အနိုင်ရခဲ့မယ်ဆိုရင်ဒုတိယမြောက်အသက်ငယ်ဆုံးချန်ပီယံဆိုတဲ့ဂုံပုတ်ကိုရယူနိုင်မှသေးတယ်လက်ရှိအနေအထားမှာတော့အဲ့လောက်ထိမမှန်းညင်သေးပါဘူးမြန်မာပြည်ကနေထွက်ပေါ်လာတဲ့လူငယ်ဖိုက်တာတယောက်က UFC ချန်ပီယံကပ်စိန်ခေါ်ခွင့်ရတာ Go Back PD ဖြစ်မိတာပါ အာရှကနေထွက်ပေါ်လာတဲ့ fighter တွေထဲမှာဆိုရင်အမျိုးသမီးရောအမျိုးသားရောပေါင်းပြီးတော့ကြိလိုက်မယ်ဆိုရင်ဇန်ဝေလီတယောက်ထဲပဲချန်ပီယံကပ်ကိုင်နိုင်သေးပါတယ်။အာရှတတိုက်လုံးက fighter တွေက UFC ရဲ့ချန်ပီယံကပ်ကိုကိုင်မြောက်နိုင်ခြင်းမရှိသေးဘူး။အဲ့ဒီတော့ Joshua Banda ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်ဒီအာရှကနေမွေးဖွားပေးလိုက်တဲ့ fighter တွေတဲ့က ထမဆုံး UFC ချန်ပီယံကပတ်ကိုကင်မြောက်နိုင်တဲ့အမျိုးသားဖိုက်တာဖြစ်မှတ်တမ်းရေးထိုးမှဖြစ်ပါတယ်။မြမပြည်အနေနဲ့တင်ပြောတာမဟုတ်ပါဘူး။ဒီအာရှတိုက်တိုက်ကြီးလုံးကနေမွေးဖွားလိုက်တဲ့ပထမဆုံး UFC ချန်ပီယံဆိုတဲ့ဂုံပုတ်ကိုပါတိမ့်ပိုက်နိုင်အောင်မှာပါ။ဒလူဒလူတော့အကြောင်းရင်းတွေကြောင့်ပေါ့နော်။ကျွန်တော်ကတော့ဂုံယူတယ် ချန်ပီယံမဖြစ်ခဲ့ဘူးဆိုရင်တော့သူ့ရွယ်လေးနဲ့ဒီလိုပုံစံမျိုးဆွမ်းဆောင်ပြတာတွေနဲ့တည်းပြည်သက်တွေလက်ခုပ်တီးဖို့ထိုက်တန်နေပါပြီ။သို့သောကျွန်တော်ကတော့ဒီပွဲနဲ့ပတ်သက်လို့မြည်တိပြည်သက်တွေကဘယ်လိုပုံစံမျိုးပြောင်းလဲကြပါစေကျွန်တော်ကတော့မျှော်လင့်ချက်တွေအများကြီးရှိတယ်။မဖြစ်လို့လဲဆိုတော့ဒီပွဲကအခြားတွဲဆိုင်တွေနဲ့မတူပါဘူး။မတူတဲ့အကြောင်းရင်းတစ်ခုကိုကျွန်တော်ပြောပြချင်ပါတယ်။ဒီဖိုက်တာနှစ်ယောက်ကမျက်နှာချင်းဆိုင်ခဲ့တာဟိုးဂျွန်လာအကုန်ပိုင်းလောက်ကလေးကဖြစ်တယ်။အဲ့ဒီတော့ပြင်ဆင်ချက်ပိုင်းအဖြစ်ကြည့်မယ်ဆိုရင် လုံးဝ၄လ၅လလောက်အထိရှိနေတယ်။ထပ်ပြီးပြောရရင် UFC ကချန်ပီယံကပ်စိန်ခေါ်ပွဲဖန်တီးတဲ့အနေအထားတွေမှာဒီပွဲက fighter နှစ်ယောက်စလုံးအတွက်ပြင်ဆင်ချိန်အများဆုံးရတဲ့ပွဲလို့ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဟိုးအစောကြီးကလေးကဒီ fighter နှစ်ယောက်ကကိုနဲ့မှာပဲမျက်နှာချင်းဆိုင်ထားခဲ့တယ်။ပန်ဒိုဂျာကလည်းဂျော့ရှွာဘန်နဲ့ထိုးရမယ်ဆိုတာသိတယ်။ဂျော့ရှွာဘန်ကလည်းပန်ဒိုဂျာနဲ့ထိုးရမယ်ဆိုတဲ့အကြောင်းကိုအစောကြီးကလေးကသိတယ်။အဲ့ဒီတော့ fighter နှစ်ယောက်စလုံးကပြင်းစင်ချိန်လုံလုံလောက်လောက်နဲ့ဒီပွဲကိုချင်းကက်ကြမှာပါ ဒါကြောင့်မကျွန်တော်ကတော့ Joshua Ban ရဲ့ဘက်ကိုပို့ပြီးသဘောကျတယ်။ဘာဖြစ်လို့လဲဆိုတော့ Joshua Ban ထိုးတက်လာတဲ့ပုံစံက Pandoja နဲ့မတူပါဘူး။ ဂျောရှွာဘန်ရဲ့နီးပြတွေကိုကြည့်လိုက်မယ်ဆိုရင်ဂျောရှွာဘန်ကစာအတော်ဆုံးကြောင်းသားမှုသူနဲ့လိုက်ဖက်တဲ့နီးစနစ်တွေကိုပဲထွင်ပေးထားတယ်ဆိုတာပြည်သက်တွေကောင်းကောင်းနားလည်ကြမယ်ထင်ပါတယ်ပုံမှန်အားဖြင့်တော့ကမ္ဘာကျော်ချင်းကြီးတွေကသူတို့ရဲ့အချိန်စရာအတိုင်းသွားတယ်သူတို့ဒီလို wrestling လုပ်မယ်ဆို wrestling striking ကစားမယ်ဆို striking သူတို့အစားတဲ့ပုံစံမျိုးနဲ့သူတို့ရဲ့ formula တွေသူတို့ရဲ့ system တွေအတိုင်းသွားပါတယ် ဖိုးအောင်ဖိုက်ကလပ်ကအလောက်ထိမကြီးကျယ်ဘူးဂျော့ရှွာဘန်အခုလိုတက်လာပြီးနောက်ပိုင်းမှာနာမည်တွေကြီးလာတာအဲ့ကြောင့်သူတို့ဘယ်လိုပုံစံမျိုးနဲ့နာမည်ကြီးလာတာလဲဆိုတော့ဒီဖိုးအောင်ဖိုက်ကလပ်ကနီးပြားရဲ့ interview တွေ အော့စလင်ဘောက်ဆင်ချင်းကနီးပြကြီးဟိုစေးဘက်စကွက်ရဲ့အင်တာဗျူးတွေကိုကြည့်ခြင်းအပြင်သူတို့ကဂျော့ရှွာဘန်ကိုဘယ်လိုပုံစံမျိုးနဲ့ train ပေးထားလဲဆိုတာပြည်သက်တွေနားလဲကြမယ်ထင်ပါတယ်နားမလဲသေးတဲ့ပြည်သက်တွေကိုကျွန်တော်ရှင်းပြမယ်ဆိုရင်ဂျော့ရှွာဘန်ကအရန်ကိုကြိုးစားတယ်အရန်ကိုတော်တယ် permission fighter လေးတယောက်မှသူတို့ကတိတော့ဒီ MMA ကစားနည်းနဲ့ပတ်သက်လို့သူတို့ပုံစံမျိုးသူတို့ trainer မဟုတ်ဘူးဒီ fighter လေးရဲ့အားသာတဲ့ပုံစံမျိုးနဲ့ MMA ပေါ်ဘလို့ပုံစံမျိုးချင်းကကစားမလဲဆိုတဲ့အချက်ပေါ်အခြေခံပြီး train တာပါ တနည်းပြောရရင်သူတို့တင်ညာတဲ့ပုံစံအတိုင်းတင်တာမဟုတ်ဘူးဂျော့ရှွာပန်ရဲ့အခြေခံတွေပေါ်မူတည်ပြီးတင်ထားတာဒါကြောင့်မလို့သူ့ရဲ့ strikey ကစားပုံတွေကအရန်ကို effective ဖြစ်တဲ့အခြားသောအခြားသော fighter တွေနဲ့လည်းမတူဘူးအထူးသဖြင့်ပုံစံကစားပုံတွေဆိုရင်ပိုပြီးကောင်းတယ်ဒါကဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အာသာချက်တွေကိုမူတည်ပြီးတော့ဒီပြတွေက train ပေးတယ် system တွေကိုတေချာညှိယူပေးထားတယ်အဲ့လိုအဲ့လိုတော့အကြောင်းရင်းတွေကြောင့်ကျွန်တော်ကပန်ဒိုဂျာနဲ့မတူဘူးလို့ပြောတာပါ အတွေ့အကြုံပိုင်းအဖြစ်ပြောမယ်ဆိုရင်တော့ပန်ဒိုဂျာကအများကြီးများတယ်အသက်အရွယ်ပိုင်းအဖြစ်လည်းပန်ဒိုဂျာက35ဂျိုရှွာဘန်က24ဆိုတော့ဒါကြောင့်မလို့အတွေ့အကြုံပိုင်းအဖြစ်ပြောမယ်ဆိုရင်17နှစ်လောက်အထိကြွားတယ်ဒုဗေတိတိုင်အောင် MMA ကစားနည်းဆိုတာကချန်ပီယံသစ်တွေနဲ့အမြဲတမ်းသွေးသစ်လောင်းနေတဲ့ကစားနည်းဖြစ်ပါတယ်။ခွန်အားကိုအားပြုပြီးကစားတဲ့ကစားနည်းဖြစ်တဲ့အတွက်လှုပ်ရှားမှုဘိုင်းတွေ၊သက်လုံဘိုင်းတွေစသဖြင့်အသက်ကြီးလာတာနဲ့အများချန်ပီယံတွေကဒီလိုအစဉ်မျိုးမှာရှင်သန်နိုင်ဖို့ခဲယဉ်နေ။အဲ့လိုမျိုးအနေထားနဲ့နောက်ကတက်လာတဲ့ဖိုက်တာတွေကတဖြည်းဖြည်းနဲ့ကြော်တက်ကြတဲ့နေရာအပြောင်းလဲတွေဖြစ်ကြပါတယ်။ ရေဘူးရအဖြစ်ပြောမယ်ဆိုရင်တော့ဒီ MMA လောကထဲမှာအသက်40ဝန်းကျင်ဖိုက်တာတွေလည်းအများကြီးကျင်းလည်နေကြတယ်ဆိုတာသိတယ်။ဒုဗိသိတိုင်အောင်ချက်မြက်အဆင့် level မျိုးမှာတော့အသက်35နှစ်အရွယ်ဆိုတာအတော်ကြီးကိုကြီးနေပါပြီ။ဒါကြောင့်မို့လို့အဲ့ဒီအချက်ကပဲ flyweight တန်းမှာချက်မြက်အပြောင်းလဲဖြစ်မလား။ Joshua ဘန်ကပဲပြည်သက်တွေကိုအားသက်သွားအောင်လုပ်ပြမလားဆိုတာလာမယ့်ဒီဇင်ဘာ9ရက်နေ့မှာစောင့်ကြည့်ရမှာပါ။တိုက်ဆိုင်နေတာတစ်ခုကဒီ fighter နှစ်ယောက်ပထမအကြိမ်မျက်နှာချင်းဆိုင်တော့က ဒီမိုဘိုင်းအရီနာကွန်းထဲမှာမျက်နှာချင်းဆိုင်ခဲ့ကြတာပါဂျိုရှွာဘန်နဲ့ပန်ဒိုဂျာတို့ကတိုင်ပွဲတွေကိုစီရတဲ့အဲ့နေထမှ GFC ကဒီဖိုက်တာနှစ်ယောက်ကိုဒီမိုဘိုင်းအရီနာကွန်းကြီးထဲမှာပဲမျက်နှာချင်းဆိုင်ခွင့်ပေးခဲ့တယ်တိုက်တိုက်ဆိုင်ဆိုင်ပြောရမလားပဲဒီဖိုက်တာနှစ်ယောက်တရားဝင်ထိုးရမယ်ကွန်းကလည်းလက်စပီကာကဒီမိုဘိုင်းအရီနာမှာဖြစ်နေပြန်ပါတယ်။ဒါကြောင့်မလို့ဒီဖိုက်တာနဲ့မျက်နှာချင်းဆိုင်ကြတဲ့ကွန်းထဲမှာပဲနောက်တစ်ကြိမ်တကယ်ကြီးကိုထိုးသက်ကြတော့မှာပါ။ဘယ်သူကအနိုင်ရမလဲဆိုတာလာမယ့်ဒီဇင်ဘာ9ရက်နေ့မှာ ပြည်သက်တွေအကုန်လုံးနဲ့အတူရင်ခုန်စောင့်ကြည့်လိုက်ကြတာပေါ့ခင်ဗျာဆက်လက်ပြီးတော့ Joshua Ben အကြောင်းမဲ့ဆက်ပြီးပြောကြရအောင်ပါ ရှိတဲ့ဘက်ရောက်ရင်တော့ UFC 323ပြိုင်ပွဲရဲ့ Fight Week ကာလရောက်ပြီးအဲ့လိုကာလမျိုးရောက်ရင်ဒီပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ထိုးသက်ကြမဲ့ Fighter တွေအကုန်လုံးကပြိုင်ပွဲကျင်းပမဲ့ Let's Pick ကိုရောက်ရှိလာကြရမှာပါ။ဒါကြောင့်မို့လို့ Joshua Ban တို့တစ်ဖွဲ့လုံးကလည်းအဲ့ဒီကိုလာရောက်ဖို့အတွက်ပြင်ဆင်နေပြီး Pandoja နဲ့ထိုးမဲ့ပွဲအတွက် Training Camp ဝင်တဲ့အနေအထားတွေကိုလည်းဆုံးသက်နေပြီးတစ်ဖက်က Pandoja ကိုယ်တိုင်ကလည်းအဲ့ဒီပုံစံမျိုးပဲသူ့ရဲ့ Training Camp ကိုတင်လိုက်ပြီးဆိုတဲ့အကြောင်းကိုပြည်သက်တွေကိုခြားပြလိုက်ပြီး ဒါကြောင့်မို့လို့ fighter နှစ်ယောက်စလုံးကတော့ပြင်ဆင်တဲ့အပိုင်းတွေကိုဖိဖိစီစီလှုပ်ဆောင်ထားပြီးပြီလို့ပြောလို့ရနေပါတယ်။ရှေ့လာမဲ့ကာလတွေမှာတော့သူတို့ wake up လုပ်တဲ့အပိုင်းတွေကိုပဲအာယုံစိုက်မယ်။ Joshua Ban ဆိုရင်ဒီချန်ပီယံကပ်စင်ခေါ်ပွဲနီးကပ်လာတာနဲ့အမျှသူ့ကိုပေးထားတဲ့ sponsor တွေလည်းစက်တိုက်များနေတဲ့ဆိုတဲ့အကြောင်းကိုပြည်သက်တွေစီချပြလှည့်ရရှိပါတယ်။လက်ရှိအနေအထားမှာ Joshua Ban ရဲ့ Instagram အကောင့်ကိုဝင်ပြီးကြည့်မယ်ဆိုရင်နောက်ဆုံးတင်ထားတဲ့ post အများစုက sponsor post တွေဖြစ်နေပါတယ်။ သူ့ကိုဘယ်ကုန်ပစ္စည်းတွေက sponsor ပေးထားတာလဲဘယ်လိုနေရာတွေမှာပေးထားတာလဲဆိုတာသူက promotion video တွေတင်ပြီးချပြနေတာပါကမ္ဘာကျော် UFC promotion ကြီးမှာချန်ပီယံကပ်စိန်ခေါ်ခွင့်ရတဲ့ fighter တယောက်အတွက်ဒီလို sponsor တွေများလာတယ်ဆိုတာအထူးဆန်းတော့မဟုတ်ပါဘူး။ Joshua Ben အတွက်တော့ဝင်ငွေတွေကကောင်းပြီးရင်ကောင်းနေအောင်မယ်။အခုမှအသက်က24နှစ်ပဲရှိသေးတဲ့ fighter UFC တစ်ခုလုံးမှာငငယ်ရွယ်နဲ့ချန်ပီယံကပ်စိန်ခေါ်ခွင့်ရထားတဲ့ fighter ထပ်ပြီးပြောရရင်လက်ရှိ2025ခုနှစ်တစ်လျှောက်လုံးမှာ ငငွေနဲ့ချန်ပီယံကပတ်စိန်ခေါ်ကွင်းရတဲ့လူငယ်ဖိုက်တာလေးဖြစ်နေပါပြီဒါလို့အကြောင်းရင်းကြောင့်စပွန်ဆာပေးခြင်းနဲ့လုပ်ငန်းတွေလည်းများလာတယ်ကိုက်ကက်ရှင်ဖိုက်တာကိုတိုင်ကလည်းဒီကဘာကျော် Monster Energy နဲ့လက်တွဲလိုက်တဲ့ပုံရိပ်တွေအဲ့ဒီ Monster Energy ပါတဲ့ logo တွေကိုဝတ်ဆင်ပြီးတော့ training တွေလှုပ်ဆောင်နေတဲ့ဆိုတဲ့အကြောင်းကိုလည်းပြည်သက်တွေကိုပုံစံမျိုးစုံနဲ့ချပြလှည့်ရရှိပါတယ်အဲ့ဒီတော့ပွဲပြင်းစင်တဲ့အပိုင်းလေးကိုနည်းနည်းဆက်ပြီးချင်းကက်ကြည့်ရအောင်ပါ ပန်နိုဂျာကဘလို့ကစားတဲ့ပုံစံမျိုးလဲဆိုတာကျွန်တော်တို့ပြည်သက်တွေအကုန်လုံးသိတယ်။သူက ground game ကိုအားပြုကစားတဲ့ champion မျိုး stand fight ပိုင်းရှင်ထိုးသည့်တိုင်အောင် Brandon Moreno လို့ fighter မျိုးကိုတောင်သူကရအောင်လှဲချပြီးတော့ ground game ဆွဲခေါ်ကစားတယ်။အဲ့လိုပုံစံမျိုးနဲ့ပြိုင်ဘက်တွေကိုစက်တိုက်အနိုင်ယူလာတာ flying weight တန်းရဲ့ goat fighter ဆိုတဲ့ပုံစံမျိုးတောင်တင်စားလာကြပါပြီ။ဒီလိုအနေထားမျိုးမျိုး Joshua Ban အနေနဲ့ပန်နိုဂျာကိုဘလို့ပုံစံမျိုးရင်ဆိုင်မလဲဆိုတာစိတ်ဝင်စားစရာကောင်းလာပါတယ်။ UFC မှာ fighter အများစုကတော့ဒီလို ground game champion နေနဲ့ရင်ဆိုင်ရမယ်ဆိုရင်သူတို့အနေနဲ့ဒီ wrestling mind grappling mind အတွက်သီးသန့် fighter တွေဒါမှမဟုတ်သီးသန့် training partner တွေသီးသန့် training နှီးပြတွေကိုခေါ်ယူလေးရှိပါတယ်။မကြခင်ကမှထုတ်သက်သွားတဲ့ Jet Medalina နဲ့ Islam Makhachev တို့ပွဲဆိုရင်လည်း ချက်မေဒါလီနာဟာဒီအစ္စလာမ်မက္ကာရှက်ပြည့် ground game ကိုတုတ်ပြန်နိုင်ဖို့အတွက်ခရီးကျုံးလူကစားသမားမျိုးကိုခေါ်ယူလေ့ကျင့်ခဲ့တယ်။သူ့ရဲ့ corner base အထိယူလာခဲ့တယ်။ဒါကတော့ UFC က fighter <laughs> အများစုချင်းကပ်ကြတဲ့ပုံစံအနေထားတွေပါ။ဟမ်ဇာချမိုင်းရက်ကိုရင်ဆိုင်ဖို့အတွက်ဆိုရင်လည်းတချို့ fighter တွေကဒါဂစ္စတန်က fighter တွေကိုခေါ်ပြီးလေ့ကျင့်ကြတယ်။ချားဆိုလီဘဲရာဆိုရင်လည်းဒီအစ္စလာမ်မက္ကာရှက်နဲ့ရင်ဆိုင်ရမယ့်အနေထားတုန်းကဒါဂစ္စတန်ကနဗန်းကစားသမားတွေကိုခေါ်ပြီးလေ့ကျင့်တယ်။အဲ့လိုမျိုးရှိသည့်တိုင်အောင်ဂျိုရှွာဘန်ကတော့ ပန်ဒိုဂျာနဲ့ရင်ဆိုင်ဖို့အတွက်သူအနေနဲ့အခြား training partner တွေခေါ်ယူဆောင်ခဲ့ခြင်းမရှိဘူးဆိုပြီးပြောဆိုလိုက်ပါတယ်။ Joshua Ben ကဒီပွဲပြင်ဆင်တဲ့အနေအထားမှာသူကပုံမှန်တိုင်းပဲလှုပ်ဆောင်တယ်။ဘလို့ပုံစံမျိုးတွေလှုပ်ဆောင်သွားခဲ့လဲဆိုတဲ့အကြောင်းကိုတော့အခုလိုပုံစံမျိုးပြောပြသွားပါတယ်။ကျွန်တော်တို့ကအခြားလေ့ကျင့်ပေါ်သစ်တွေထပ်ပြီးခေါ်တာမျိုးမလုပ်ခဲ့ပါဘူး။ကျွန်တော်ပုံစံကကိုအားသာတဲ့အပိုင်းတွေကိုပဲအားစိုက်လေ့ကျင့်ကျင်တာပါ။ ဘန်ဒိုဂျာရဲ့ပြိုင်ဘက်အများစုအမှားလုံးမိတဲ့အချက်ကလည်းအဲ့ဒီအပိုင်းထင်ပါတယ်။သူတို့ကပြိုင်ဘက်ရဲ့အာသာချက်ကိုကြည့်ပြီးပြင်ဆင်ကြတာပါ။ကိုကဘယ်အပိုင်းတွေမှာပို့ပြီးအာသာလဲဆိုတာမေ့သွားကြပါတယ်။ကျွန်တော်ကတော့ပုံစံတို့အမှားမျိုးထက်ပြီးမကြုံကျင်ပါဘူး။ ground game ဘိုင်းအတွက်ပြင်ဆင်သည့်တိုင်အောင်ကိုအပ်သားတဲ့အပိုင်းတွေကိုလည်းမျက်ကွယ်ပြုမထားပါဘူး။ဒီဇင်ဘာ9ရက်နေ့ရောက်ရင်ဘယ်သူကပိုကောင်းတဲ့ fighter လဲဆိုတာအဖြေထုတ်ကြမယ်လေးဆိုပြီးပြောဆိုသွားခဲ့ပါတယ် အဲ့ဒီတော့ဂျိုရှွာဘန်ရဲ့ပြောစကားတွေကိုကြည့်လိုက်မယ်ဆိုရင်ဒီပွဲအတွက်ပြင်ဆင်ချင်ခဲ့တဲ့အပိုင်းတွေမှာရှေ့ကပွဲတွေပုံစံတိုင်းလှုပ်ဆောင်ခဲ့တယ်ဆိုတာထင်ရှားပါတယ်။တစ်ချိန်တည်းမှာပဲသူက UFC ကသူ့ဘက်ကိုပြန်ပြီးငဲကြည့်ပေးခဲ့တယ်ဆိုတဲ့အကြောင်းအရာလေးကိုလည်းပုံစံတစ်မျိုးနဲ့ပြောပြသွားပါတယ်။ဘလို့ပုံစံမျိုးလဲဆိုတော့ဂျိုရှွာဘန်ကရှေ့ကနှစ်ပွဲထိုးသွားတဲ့အနေအထားမှာ ဘရူနိုဆေးဘာကိုအနိုင်ရပြီးတော့ဘရန်ဒန်ရူဘာကိုရှော့နိုတစ်နဲ့လူစားဝင်ထိုးတယ်။အဲ့ဒီတော့ပွဲနှစ်ပွဲကကက်ရဲ့ပုံစံမျိုးဖြစ်သွားတယ်။ပွဲထိုးရတဲ့အနေထားတွေမှလည်းတကယ့်စတန်ဖိုင်ပန်ရှင်ထိုးတဲ့ပုံစံမျိုးတွေ၊နင်လာငါလာရှင်ထိုးရတဲ့ပုံစံမျိုးတွေ၊ရူဘာနဲ့ပွဲကတော့မိုးတဲ့ရေတဲ့အကုံဆော်ရတဲ့ပွဲအဲ့လိုအကြောင်းရင်းကြောင့် UFC ကပေါ့နော်ဂျော့ရှွာဘန်ကို recovery ပိုင်းပို့ပြီးကောင်းမွန်ဖို့အတွက်ဒီပွဲဆိုင်ကို နောက်ဆုံးကတ်မှထည့်သွင်းလိုက်တာလို့ဆိုပါတယ်ဂျောရှောဘန်ကိုတိုင်ကတော့သူ့အနေနဲ့ချန်ပီယံဘက်စင်ခေါ်ခွင့်ရဖို့အော်တိုဘာလနိုဘာလအတွင်းမှာကလေးက ready ဖြစ်ခဲ့တာလို့ပြောပြပါတယ်တို့ပေတီတိုင်အောင် UFC ဘက်ကသူ့ကိုအချိန်ပိုပြီးပေးချင်တဲ့အတွက် ပြင်ဆင်လေးချင်းချင်းပို့ပြီးလုံလုံလောက်လောက်ရှိစေချင်တဲ့အတွက်ဒီဇင်ဘာမှာကျင်းပမယ့်ပြိုင်ပွဲမျိုးရောက်မှသူ့တွဲဆိုင်ကိုထည့်သွင်းလိုက်တာလို့ရှင်းပြသွားပါတယ်။ဒါကတော့ promotion ဘက်ကကျွန်တော်တို့ fighter လေးဘက်ကိုပြန်ပြီးကြီးတဲ့အပိုင်းကျွန်တော်တို့ပြည့်သက်တွေနေနဲ့လဲဒီအပိုင်းလေးတွေကိုတော့ပို့ပြီးချိန်နိုင်ရမယ်ဆိုတာသိစေချင်လို့ကျွန်တော်က highlight လုပ်ပြီးပြန်ဆွဲထုတ်ကြည့်တာပါ။ချင်းလုံငယ် fighter လေးကတော့ဒီပွဲအတွက်ငါးကြီးပြည့်ထိုးဖို့ပြင်မှတ်ထားသည့်တိုင်အောင်သူ့အနေနဲ့ပန်တိုချာကိုသုံးကြီးအတွင်းထိုးဖို့အတွက်မျှော်လင့်ထားတယ်လို့ဖွင့်ဟသွားပါတယ် တစ်ဖက်ကဘန်ဒိုဂျာကလည်းဂျော့ရှွာဘန်ကိုလေးစားတဲ့အကြောင်းအကျဉ်းချင်းပြောနေတယ်။လုံးဝ short drop ထားဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောနေတယ်။သို့ပေသည့်တိုင်အောင်ဒီပွဲမှာတော့သူကဂျော့ရှွာဘန်ကိုအနိုင်ယူပြီးပေါင်းဖော်ပေါင်းနံပါတ်1 fighter ဖြစ်ချင်တယ်ဆိုတဲ့အကြောင်းကိုလည်းအခုလိုပုံစံမျိုးနဲ့ပြောပြသွားပါတယ်။ကျွန်တော်ကအကောင်းတကအကောင်းဆုံး fighter မျိုးဖြစ်ချင်တာပါ။ပေါင်းဖော်ပေါင်းတက်မှတ်ချက်မှာထိတ်ဆုံးကနေရက်တည်ကျင်တာပါ။ဒါကြောင့်လေကိုသားလင်းအကောင်းဆုံး fighter ဆိုတာမျိုးကိုတပွဲပြီးတပွဲသက်တည်ထူနေတာဖြစ်ပါတယ်။ လက်ရှိခင်းချင်းမျိုးမှာအကောင်းဆုံးသတ်မှတ်ခံရဖို့ကအတော်ကိုခက်ပါတယ်။ဘာလို့လဲဆိုတော့ချန်ပီယံရှင်ကိုကြည့်လိုက်မယ်ဆိုရင်မာကာရှက်ဒိုဘူရီယာမာရက်ချမိုင်းရက်တို့လိုဖိုက်တာတွေရှိနေပါတယ်။ဒါပေမဲ့ဒီဇင်ဘာ9ရက်နေ့ရောက်ရင်ကျွန်တော်လက်တနည်းနည်းနဲ့တက်တေထူပြနိုင်လိမ့်မယ်လို့ယုံကြည်ထားပါတယ်ခက်ခဲတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရမှလည်းသိပါတယ် ဂျောရှွာဘန်ကိုလေးစားတဲ့အတွက်ချက်မြန်ကပတ်ဆက်ထိန်းထားနိုင်ဖို့အများကြီးကိုစူးစမ်းပြင်ဆင်ထားတာပါလို့ပြောဆိုသွားခဲ့ပါတယ်ဆလမီမကြခင်ကကျင်းပသွားတဲ့ UFC ပြိုင်ပွဲတွေပြီး fighter တွေအကြလေးတိုက်နေကြတဲ့အကြောင်းအရာလေးကိုဆက်ပြီးပြောကြရအောင်ပါ UFC ကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကာတာမှာကျင်းပခဲ့တဲ့ UFC Fight Night ပြိုင်ပွဲ UFC 322ပြိုင်ပွဲတွေကိုဆက်တိုက်ကျင်းပသွားခဲ့တယ်ဒီလိုအနေထားမျိုးမှာအလောက်ကဆုံးဖြစ်ခဲ့တဲ့ weight တန်းနှစ်ခုက light weight တန်းနဲ့ weather weight တန်းတွေမှာပါ အထူးသဖြင့်အဲ့ဒီဝိတ်တန်းနှစ်ခုတည်းက weather ဝိတ်တန်းက fighter တွေကပုံပြီးစကလုံးကျဲကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့နောက်ဆုံးမှာကျင်းပခဲ့တဲ့ UFC ပြိုင်ပွဲနှစ်ခုအပြီးမှာ weather ဝိတ်တန်းကထိတ်တန်းတွဲဆိုင်တွေကိုစက်တိုက်ထည့်သွင်းခဲ့တယ်။အဲ့ဒီမှာအနိုင်ရခဲ့တဲ့ fighter တွေကလည်းပုံစံမျိုးစုံနဲ့စကလုံးတွေတုံးလာတယ်။ပထမဆုံးအနေနဲ့ပြောပြခြင်းနဲ့အကြောင်းအရာကဒီတိုပူရီယာနဲ့ဆာရူခရန်တို့အကြကပွတ်တိုင်မှုတွေပါ ကာတာမှာကျင်းပခဲ့တဲ့ UFC Fight Night ပြိုင်ပွဲတုန်းက Lightweight Champion Topuria ကသူ့ရဲ့အကိုဖြစ်တဲ့ Alexander Topuria ကိုဝန်းရံဖို့အတွက်ပြန်ပွဲကျင်းပတဲ့ကာတာကိုရောက်ရှိလာခဲ့တဲ့ UFC ကလည်းသူ့ကိုစင်မော်တက်ခွန့်ပေးတယ်ဒီနေ့မှ main card ကစားမဲ့အနေထားကဆာရူခရန်နဲ့ဒန်ဟိုကာတို့ဖြစ်တယ်ဒီ fighter နဲ့မျက်တချင်းဆိုင်ကြတဲ့အခိုက်အတန့်မှာတိုပူရီယာကစင်မော်မှာရှိနေတယ်ဒါကြောင့်မို့လို့ပွဲပြီးမှများဒီ fighter တွေကတယောက်ယောက်နဲ့တိုပူရီယာမျက်နှာချင်းဆိုင်ကြမလားဆိုပြီးတော့မျှော်လင့်မိခဲ့တာပါ ကိုနိုင်မှာတော့ဆာရူခရန်ကတန်ဟိုကာကိုအပြတ်သတ်နဲ့အနိုင်ယူတယ်ဇွမ်းဆောင်ယူပိုင်းအဖြစ်ပြောမယ်ဆိုရင်လေသူ့ရဲ့အနေထားကချန်ပီယံကပ်စိန်ခေါ်ခွင့်ရနိုင်လောက်တဲ့ပုံစံမျိုးအထိချပြသွားတယ်ဒိုဝီတီတိုင်အောင်ပရိုမိုးရှင်းဘက်ကတော့တိုပူရီယာကိုဒီအထက်ကန်ဝိုင်းအတွင်းခေါ်ဆောင်ခြင်းမရှိဘူးကုံကုံပြောရရင်ကင်မရာနဲ့တောင်ရိုက်ပြတာမျိုးမရှိဘူးအမှုရာချင်းရန်တိုက်တဲ့ပုံစံမျိုးတောင်မရှိခဲ့ဘဲနဲ့ဆာရူခရန်ကပြီးဆုံးသွားခဲ့ပါတယ်ဒီအကြောင်းကိုဆာရူခရန်ကသိပြီးကျေနပ်ပုံမရပါဘူး ဘာဖြစ်လို့လဲဆိုတော့သူကချန်ပီယံကပ်စင်ခေါ်ခွင့်ရခြင်းနဲ့အဲ့ဒီအတွက်တူပူရီးယားစီကနေတခုခုတော့ကြားခြင်းနဲ့သူကလည်းချန်ပီယံကပ်စင်ခေါ်ဖို့ထိုက်တန်နေဆိုတဲ့အကြောင်းတွေပြောသွားတယ်အဲ့လိုအနေထားမျိုးမှာဘာဖြစ်လို့တူပူရီးယားကသူ့ကိုခေါင်းဆောင်သွားခဲ့တာလဲဆိုတဲ့အကြောင်းကိုအခုလိုပုံစံမျိုးနဲ့မေးခွန်းထုတ်သွားခဲ့ပါတယ်ဒီကောင်ကကျွန်တော်ကိုခေါင်းဆောင်တာပါမီဒီယာတွေထက်မှတောင်သူကကျွန်တော်နဲ့ထိတ်တိုက်တွေးနှိုင်းတဲ့အလားအလာမျိုးကိုတခွန်းမကိုဖွင့်ဟမတော်ပါဘူး သူအဓိကပြောသွားတာကဘက်တီပင်ပလက်နဲ့ပွဲဖြစ်ခြင်းနဲ့ကိစ္စတွေကြီးပါပဲကျွန်တော်နာမည်ဆိုရင်နည်းနည်းလေးမှကိုထုတ်မပြောတာပါဆိုပြီးပြောဆိုသွားခဲ့ပါတယ်ပြည်သူများခင်ဗျာဘက်တီပင်ပလက်နဲ့တူပူရီယာတို့အကြားဘလို့ဖုထစ်တွေရှိခဲ့တယ်ဆိုတာပြည်သက်တွေအကုန်လုံးသိပါတယ်ဟိုရခင်ကလေးကဒီဖိုက်တာနှစ်ယောက်ကြားသိပ်ပြီးစိတ်ကက်တာမဟုတ်ပါဘူးဖြစ်ချင်တော့ဘယ်ဒီပင်ပလက်ကလည်းသူ့ရဲ့အဖွဲ့ဝင်ဖိုက်တာနှစ်ယောက်က ကာတာမှာကျင်းပခဲ့တဲ့ UFC Fight Night ပြိုင်ပွဲမှာဝင်ရောက်ထိုးတက်တဲ့အတွေ့အဲ့ဒီ fighter တွေကိုနောက်ကနေလိုက်ပါကြီးကြပ်ဖို့ကာတာကိုရောက်ရှိနေခဲ့ပါတယ်။ပြောရရင် Betty Pimblet နဲ့ Topuria တို့ဟာ hotel တစ်ခုထဲမှာရှိနေခဲ့ကြတာပါ။ဒါကြောင့်မို့လို့လုံးဝအစိမကက်တဲ့ fighter နှစ်ယောက်ပုံစံတစ်မျိုးမျိုးနဲ့ညှိလိမ့်မယ်ဆိုပြီးတောင်ပြိတဲ့တချို့ကမေကွန်းထုတ်ခဲ့ကြပါတယ်။တိုဘူရီယာကိုရိုင်းကလည်းနောက်ပွဲမှာဘလို့ပုံစံမျိုးကစားခွင့်ရခြင်းနဲ့ဆိုတဲ့အကြောင်းကိုအခုလိုပုံစံမျိုးနဲ့ဖွင့်ဟသွားခဲ့ပါတယ်။စိတ်ထဲမှာရှိတာတော့ပယ်ဒီပါ ဒီကောင်နဲ့ဆော်ကြင်ပါတယ် UFC ဘက်ကမကာရှက်နဲ့ထိတိုက်တွေ့ရမယ်ဝဲသားဝိတ်တန်းအထိတက်ပြီးမထိုးခိုင်းမှုဆိုရင်ကြားထဲမှာဝိတ်တန်းတဲ့တစ်ခုထက်ပြီးဖန်နီးပေးစေချင်ပါတယ်အဲ့ဒီဝိတ်တန်းကအစ္စလာမ်မကာရှက်နဲ့ကျွန်တော်ထိတိုက်တွေ့လို့ရတဲ့အခင်ချင်းမျိုးပေါ့ဘလို့တွေဖြစ်လာမလဲစောင့်ကြည့်ကြတာပေါ့နွေရီတုံးကသူတို့အစီအစဉ်ထဲမှာကျွန်တော်ကိုတတိယမြောက်ဝိတ်တန်းတက်ပြီးထိုးခိုင်းတဲ့ရည်ရွယ်ချက်မျိုးရှိခဲ့ပူပါတယ် အဲ့လိုမဟုတ်ရင်လဲကက်ချ်ဝိတ်တန်ခေါင်းဆောင်အောက်ကနေပေါင်းဖော်ပေါင်းချမ်းမြန်ကပတ်လူပွဲမျိုးဖန်နီးပေးလာနိုင်ပါတယ်ကျွန်တော်ကလည်းအဲ့ဒီဂုံပုံမျိုးနဲ့ကပတ်ကိုလိုချင်ပါတယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်ဒီနေရာမှာတိုပူရီးယားရဲ့စကားအတော်လာကိုကြည့်လိုက်မယ်ဆိုရင်သူကအစ္စလာမ်ဘာကာရှက်နဲ့ပဲပွဲဖြစ်ချင်တဲ့ဆိုတဲ့အကြောင်းကိုပုံစံမျိုးစုံနဲ့ဝိဝိုက်ပြီးပြောတာပါ အခွင့်အရေးရရသလိုအစ္စလာမ်မာကာရှက်ကိုသူကလှမ်းပြီးထိုးနှက်တဲ့ပုံစံမျိုးစုံနဲ့သူနဲ့ထိုးဖို့အတွက်စိန်ခေါ်တယ်။မာကာရှက်ကလည်းသူ့ရဲ့စိတ်ထဲမှာအဲ့လောက်ထိတူပူရီးယားနဲ့ရင်ဆိုင်ဖို့ဆန္ဒရှိပုံမပေါ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူကဝေဒဝိတန်းချန်ပီယံအစ်ဖြစ်လာပြီးအဲ့လိုအနေထားမျိုးမှာသူ့အနေနဲ့ Ian Gary သို့မဟုတ် Shaker Rockmanor ပရိုမိုးရှင်းဘက်ကတက်ပြီးတဲ့ပြိုင်ပတရားရောင်းတဲ့ချန်ပီယံကပ်ကာကွယ်ပွဲထိုးခြင်းနဲ့ဆိုတဲ့ပုံစံမျိုးပဲဇက်တိုက်ပြောဆိုနေတာပါ။ အစ္စလာမ်ကရှက်ကအဲ့လိုပြောဆိုလိုက်ပြီးနောက်ပိုင်းမှာဝေဒဝိတ်တန်းရဲ့ချန်ပီယံကပ်စိန်ခေါ်ခွင့်ကိုသူကထိုက်တန်နဲ့ငါကထိုက်တန်နဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုလာကြပါတယ်။အရင်ဆုံးအနေနဲ့တော့ကာမာရူဥစ်မန်မှာ UFC 322ပြိုင်ပွဲပြီးကာမာရူဥစ်မန်ကသတင်းသမားတွေနဲ့အတွေ့မှာသူကလည်းမာကာရှက်နဲ့ထိုးချင်တဲ့ဆိုတဲ့ပုံစံမျိုးလေးပြောပြခဲ့တယ်။အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့သူ့ရဲ့မန်နေဂျာဖြစ်တဲ့အလီအဗ်ဒလာဇစ်က ဒီကာမာရူဥစမန်ကဒီလိုပြောတဲ့စိတ်မကောင်းမှုဆိုပြီးဒရမာခင်းနေတာပါ။ဘာဖြစ်လို့လဲဆိုတော့ဒီ fighter နှစ်ယောက်လုံးကအလီအဗ်ဒလာဇစ်ကိုစားပြုထားတဲ့ fighter တွေတနည်းဆိုရရင် Muslim fighter အချင်းချင်းလည်းဖြစ်တယ်။ဟိုတုန်းကကလေးကဆက်ဆံရေးကောင်းနေရှိခဲ့တဲ့ fighter တွေဒါကြောင့်မလို့သူကထိတ်တိုက်မတွေ့ချင်ချင်မှုဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုတာပါ။ကမာရူဥစမန်ကအဲ့လိုပုံစံမျိုးဖွင့်လိုက်တဲ့အချိန်မှာဘီလာမူဟာမက်ကိုအနိုင်ယူထားတဲ့အီယန်ဂယ်ရီကအခုလိုပုံစံမျိုးနဲ့တုတ်ပြန်ပါတယ် ကာမာရူဥစမန်ကဘယ်နည်းနဲ့မှချန်ပီယံကပ်စိန်ခေါ်ခွင့်မရသင့်ပါဘူးလက်ရှိချန်ပီယံကပ်စိန်ခေါ်ခွင့်ရဖို့အပြိုင်တောင်းဆိုနေကြတဲ့သူတွေကိုစင်ကြည့်လိုက်မယ်ဆိုရင်သူကနောက်ဆုံးနေရာမှာရှိပါတယ်2020ခုနှစ်နောက်ပိုင်းကစလို့သူ့နိုင်ပွဲကတပွဲတည်းရသေးတာပါဒါတောင် UFC မှာကနန်းနှလုံးလောက်ရှုံးပွဲချီတော့မဲ့ဘာကလေးလိုဖိုက်တာမျိုးကိုအနိုင်ရတာဖြစ်ပါတယ် အစ္စလာမ်မဂါရှက်အနေနဲ့နံပါတ်1ကွန်နာဆစ်စစ်ကိုပဲရစ်ဆိုင်ပြီးချန်ပီယံကပ်ကာကွယ်ပွဲထိုးမယ်ဆိုရင်အဲ့ဒီဖိုက်တာကအီယန်ဂယ်ရီပါပဲဆိုပြီးသူကပြောဆိုသွားတာဖြစ်ပါတယ်။အီယန်ဂယ်ရီဟာကာတာမာချင်းပါခဲ့တဲ့ UFC ဖိုက်နိုင်ပြိုင်ပွဲမှာချန်ပီယံဟောင်းဘီလာမူအမတ်ကိုအနိုင်ရလိုက်တဲ့အတွက်သူ့ရဲ့ရန်ကီတက်မှတ်ချက်ကနံပါတ်1နေရာအထိရောက်ရှိလာပါတယ်။ လက်ရှိခင်းကျင်းရတော့ခုနောက်ပိုင်းနိုင်ရခဲ့တဲ့ weather wave fighter တွေထဲမှာသူကမွေရလက်ထက်လက်မြင့်နယ်ကာလိုပရဒက်ထက်လက်မြင့်နယ် ranking တက်မှတ်ချက်အဖြစ်ပြောရမယ်ဆိုရင် jet medalina ရဲ့အောင်ဒုတိယနေရာမှအခိုင်အမာရပ်တည်သွားပါပြီ ENGU ကအဲ့လိုပုံစံမျိုးပြောဆိုလာတော့နောက်ထပ်ချန်ပီယံကပ်စင်ကာပူရဖို့မှန်းနေတဲ့ Sharket Rockmondo ကလည်းလုံးဝနှုတ်ဆက်နေခြင်းမရှိပါဘူး။မီယာရဲ့စင်မြင့်ထက်ပေါ်ကိုတက်ပြီးချက်ချင်းကိုသူ့ရဲ့ခန်းစားချက်တွေကိုဖွင့်ဟလိုက်တာပါ။ သူသားလျင်ဘာဖြစ်လို့အစ္စလာမ်မာကာရှက်ကိုကုစိန်ခေါ်ဖို့ထိုက်တန်ဆုံးလဲဆိုတာအခုလိုပုံစံမျိုးနဲ့ခြားပြသွားခဲ့ပါတယ်။ဇဂနိုင်လူပြီးတော့မပြောချင်ပါဘူး။ EN Carry ကဒဏ်ရာကြီးရှိရှိနဲ့ကစားပေးခဲ့တဲ့ကျွန်တော်ကိုတောင်းရှုံနေခဲ့တာပါ။နောက်ဆုံးထိုးခဲ့တဲ့6ပွဲမှာတပွဲမှပွဲသိမ်းရလက်တောင်ရပြူနိုင်ခြင်းမရှိပါဘူး။ဂါလိုပရာတက်ကသူ့ကိုပွဲသိမ်းလို့နေပါအထိလုတ်ပြခဲ့တာမို့ကျွန်တော်အမြင်မှာတော့ number 1 contender လုံးဝမဟုတ်ပါဘူး။ကျွန်တော်ပွဲတွေကြည့်လိုက်ပါ ်ဘွဲတိုင်းကအကျိတ်နယ်တွေချီးပါပဲအစ္စလာမ်မကာရှက်ဆိုရင်လဲ ground game ရအောင်အမြဲတမ်းဆွဲခေါ်ကစားပါတယ်ကျွန်တော်ကတော့အဲ့ဒီတိတ်တောင်းတွေသူယူဆောင်လာမဲ့တိုက်ကွက်တိုင်းအတွက်အစင်းသင်းဖြစ်ပြီးထင်ပါတယ်ကျွန်တော်ကကျမ်းမြင်မော်ကိုလည်းလိုက်ပါကစားနိုင်ပါတယ် strikey ဘိုင်းလည်းရှင်ထိုးနိုင်ပါတယ် clean sheet ဘိုင်းတွေလည်းလာထားပါပဲ islam makashef အတွက်တော့ back match လို့ပြောလို့ရှိရပါတယ်ဒါကိုသူကိုယ်တိုင်လည်းနားလည်တယ်လို့သူ့အဖွဲ့ဝင်တွေလည်းနားလည်မယ်ထင်ပါတယ် ဒါကြောင့်အယုရှင်းဆုံးနဲ့ပြောပါမယ်ကျွန်တော်သာလျင်သူ့ကိုဒုက္ခပေးနိုင်ဆုံးစိန်ခေါ်သူမျိုးပါပဲဆိုပြီးပြောဆိုသွားခဲ့ပါတယ်မြေတမရခင်ဗျာခုနကပြောပြသွားတဲ့အကြောင်းအရာတွေကတော့ UFC ပွဲစဉ်တွေပြီး Fighter တွေကြလေတိုက်ကြတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ကဒါမချင်းမခဲ့တဲ့ UFC Fight Night ပြိုင်ပွဲမှာတင်းခပီဖွဲ့ဝင် fighter တယောက်ဖြစ်တဲ့ Ulan Bagok ကိုပွဲသိမ်းပြခဲ့တဲ့ Japan Wing Fighter ကြီး KOG ကတော့ Ranky တက်မှတ်ချက်နံပါတ်၈နေရာအထိချက်ချင်းခုန်တက်လာပါတယ်။ အဲ့ဒီပွဲပြီးမှသူကသူ့ရဲ့လေးကျင်ပေါ်ကြီးဖြစ်တဲ့ပန်တိုဂျာနဲ့ရင်ဆိုင်တွေ့ကျင်တဲ့ဆိုပြီးဟာသာဆန်ဆန်လေးနဲ့စိန်ခေါ်ခဲ့ပါတယ်။လက်ရှိနေထားမှာပန်တိုဂျာကလည်းဂျိုရှွာပန်ကိုသာအနိုင်ရရင်ဂိုင်ယိုဂျီနဲ့တွေ့ပြီးအဲ့ဒကန်ဝိုင်းအတွက်မှရင်ဆိုင်ညင်တဲ့ဆိုပြီးတုတ်ပြန်လိုက်ပါတယ်။ဒီဖိုက်တာနှစ်ယောက်ကအမေရိကန်တော်တင်မှအတူတူလေးကျင်ကြတဲ့သူတွေပါ။ကာယိုဂျီဟာပန်တိုဂျာချန်ပီယံဖြစ်ဖို့အတွက်အများကြီးကူညီပေးခဲ့တဲ့ဆိုပြီးဘရာဇီးကဖိုက်တာကြီးကဖွင့်ဟသွားခဲ့ပြန်ပါတယ် နောက်ဆုံးအနေနဲ့ပြောပြခြင်းနဲ့အကြောင်းအရာကတော့ကျွန်တော်ပြည်သက်တွေဘ ഹു ဒုတရစေလိုခြင်းအကျိုးငှာအခြား promotion တစ်ခုကပြောင်းလဲလိုက်တဲ့စီမင်းစည်းကမ်းတွေအကြောင်းဖြစ်ပါတယ်။အဲ့ဒီစီမင်းစည်းကမ်းကတော့ပိုလန်က KS Blue Promotion ကပြောင်းလဲလိုက်တာပါ။ KS Blue Promotion ကသူတို့ပြိုင်ပွဲမှာဝင်ရောက်ထိုးသက်တဲ့ fighter တွေအနေနဲ့သက်မှတ်ဝိတ်တန်းတွင်ဝင်ရောက်အောင်လှုပ်ဆောင်နိုင်ခြင်းမရှိဘူးဆိုရင်ထိုးကြီးတွေကခွဲပေးရုံနဲ့မဟုတ်ပဲအဆောက်ကလေးကတမတ်နှုတ်ထားမယ်ဆိုပြီးကြေညာလိုက်တာဖြစ်ပါတယ်။ ။တဘောကဖိုက်တာတယောက်အနေနဲ့တက်မှတ်ဝိတ်တန်းတွင်ဝင်ရောက်နှောင်းလှုပ်ဆောင်နိုင်ခြင်းမရှိဘူးဆိုရင်ထိုးကြီးလဲခွဲပေးရမှာပါ။ပွဲထိုးတဲ့အနေထားမှာလဲတက်မှတ်ရော့အနေထားကနေစတင်ရမှာဖြစ်ပါတယ်။တနည်းဆိုရရင်ဒီပွဲကတိုင်အဆုံးပြတ်ထိရောက်သွားမယ်ဆိုရင်သူ့အနေနဲ့အလိုလျောက်တမက်ကအစောကြီးကလေးကယော်နေနေမှာပါ။တဘောကဝိတ်တန်းအတွင်းဝင်ရောက်လှုပ်ဆောင်နိုင်ခြင်းမရှိတဲ့ဖိုက်တာအနေနဲ့အနိုင်ရဖို့အတွက်လဲရာဂိုင်းနှုတ်နေသွားတယ်ဆိုတဲ့အကြောင်းကိုပရိုမိုးရှင်းဘက်ကခြားပြလိုက်တာဖြစ်ပါတယ်။ ဒီအပြောင်းလဲကတော့ MMA လောကသားတွေအကြားကြိုးစိုးလျှက်ရှိပါတယ်။နောက်ထပ် Char Promotion တွေကရောအဲ့လိုပုံစံမျိုးတွေလိုက်ပါပြောင်းလဲသွားမလားဆိုတာဆက်ပြီးစောင့်ကြည့်လိုက်ကြရအောင်ဗျာ။ဘာပဲဖြစ်ဖြစ်ဝိတ်ခိုးတဲ့ fighter တွေတက်မှတ်ဝိတ်တွင်းဝင်အောင်လှုပ်ဆောင်နိုင်ခြင်းမရှိတဲ့ fighter တွေအနေနဲ့ဒါလို့အေးအေးယူတဲ့ promotion မျိုးတွေပေါ်လာတာကျွန်တော်တို့အနေနဲ့ကြိုဆိုရမှာဖြစ်ပါတယ်။လာမယ့်နေ့တွေမှာလည်း MMA လောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်ပြီးပြောပြပေးတော့အောင်မှာဖြစ်လို့ ကျွန်တော်ရဲ့ channel ကိုအားပေးကြပါဦးခင်ဗျာ။